်မင်္ဂလာပါရှင်ဂရနီပြည်နယ်အပါအဝင် နိုင်ငံအနှံ့တစ်ပတ်အတွင်းမူကြီးမဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဂရနီပြည်နယ်အပါအဝင် နိုင်ငံအနှံ့မှာတစ်ပတ်အတွင်းနေရာကွက်ကြားမူကြီးမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကထုတ်ပြန်ထားပါတယ် ဆွန်လာ30ရက်နေ့မှာဇူလိုင်လ6ရက်နေ့အထိနေပြည်တော်စကိုင်းမန္တလေးမကွေးပဲခူးရန်ကုန်ဧရာဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရနီပြည်နယ်မုံပြည်နယ်တို့မှာနေရအနက်မိုးထစ်ချုံရွာနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင် နေပြည်တော်စကိုင်းအထက်ပိုင်းပဲခူးအရှေ့ပိုင်း တနင်းတားီတိုင်းကချင်ပြင်းနယ်ရှမ်းပြင်းနယ်ချင်းပြင်းနယ်ကရင်ပြင်းနယ်မွန်ပြင်းနယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ကြောင်းလဲဆိုထားပါတယ်အဆိုပါမိုးရသုံးမှုကြောင့်လေပြင်းတိုက်ခိုက်ခြင်းလျက်စီလက်ခြင်းမိုးကျိုးပစ်ခြင်းမိုးတီကျွေခြင်းလက်တပြက်ရေကြီးခြင်းကံပါပြိုခြင်းမြေပြိုခြင်းစတဲ့တပဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်တဲ့အတွက် ခရုပြုကြဖို့အတွက်လဲ MOHADM ကတိုက်တွန်းထားပါတယ်ရှင်။